ားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်သင်ခန်းစာအနေနဲ့ကျွန်တော်တို့ TikTok အကောင့်မှာ auto reply ခဲ့တဲ့နေကိုမျှဝေပေးသွားမှာဖြစ်ပါတယ် auto reply ဆိုတဲ့နေရာမှာကျွန်တော်တို့ Facebook page တွေမှာ auto reply message မှာ auto reply insta reply ထည့်ထားပြသလိုမျိုးပဲ TikTok မှာလည်း auto reply ထည့်လို့ရနေပါပြီဒါကတော့သူ့ရဲ့ပတ်သက်ချက်လေးတွေရောရှိရပေါ့နော်အဲ Facebook မှာ Facebook page မှာကျွန်တော် auto reply ထည့်တဲ့ခါကျရင်အဲ automation ော် automation message ကနေပြီးတော့တွားပြီးတော့ထည့်လို့ရတယ် business ဆိုပေါ့နော် pay message ကနေပြီးတော့လည်းတွားပြီးတော့ဆဲလို့ရပါတယ် TikTok မှာလည်းကျွန်တော်တို့ message center ဆိုရဲ option လေးရှိပါတယ်အဲ့ဒီကနေတွားပြီးတော့ထည့်လို့ရပါတယ်သူ့မှာကန့်သက်ချက်တွေရှိပါတယ်ဘာကန့်သက်ချက်တွေလဲဆိုတော့ TikTok account မှာကပုံစံတစ်မျိုးရှိရယ်ပေါ့နော်အားလုံးသိကြတဲ့အတိုင်း TikTok account မှာက personal account ရယ် business account ရယ်နှစ်မျိုးရှိပါတယ်ဆိုတော့ personal account မှာ TikTok auto reply ထည့်လို့လုံးဝမရပါဘူး auto reply နေနဲ့ TikTok message မှာ auto reply နေနဲ့ထားသုံးခြင်းလေဆိုရင်လူရင်းမင်းတို့ရဲ့ account က business account ဖြစ်နေဖို့လိုအပ်ပါတယ်။ဆိုတော့ personal account မှာအဲ့ဒီ TikTok auto reply ခဲ့တဲ့အပိုင်းကဒီ TikTok ဘက်ကပေးမထားဘူးပေါ့နော်။ဆိုတော့လူရင်းမင်းနေနဲ့ TikTok မှာ auto reply ထည့်ပြီးတော့ကြောင်ညာခြင်းနဲ့ဈေးရောင်းခြင်းတာမျိုးတွေလုပ်ခြင်းလေဆိုရင်ကိုယ့်ရဲ့ TikTok account ကို personal account နေပြီးမှ business account ကိုပြောင်းထားဖို့လိုအပ်ပါတယ်။ အဲဆိုတော့အဲ့လိုမျိုးပြောင်းထားရင်ဘယ်လိုဖြစ်မလဲဆိုတော့ monetization အတွက် creator reward program တွေတော့ရောက်မှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့ product ကိုရောင်းတဲ့အခါမှာ message မှာ order right ထည့်ပြီးတော့ပို့ပြီးတော့ဈေးရောင်းကောင်းကျင်တာ message ကျင်တာမျိုးဆိုရင်ဒီ option ကတော်တော်လေးကိုအလုပ်ဖြစ်ပါတယ် TikTok မှာ order right ထည့်ပြီးတော့ message campaign run တလို့မျိုးပဲပေါ့နော်ခုလိုမျိုး TikTok မှာလည်း order right တခြားလေးကျကျနာထည့်ပြီးတော့ TikTok direct message ပေါ့နော်ကျွန်တော်တို့ promote campaign run နေရာမှာ ်တက်တော့ဒါရိုက် message ဒါရိုက် message option မျိုးထားပြီးတော့ run မယ်ဆိုရင်ကျွန်တော်ပို့ပြီးတော့ရလဲကောင်းနိုင်တယ်ဈေးရောဈေးရောလဲကောင်းနိုင်တယ်ပေါ့နော်ဆိုလိုတာက promo promote လုပ်တဲ့အခါမှာ campaign ထဲမှာကျွန်တော်တို့တက်တော့ဒါရိုက် message ပုံစံမျိုးထားပြီးတော့အဲ message ကျွန်တော်တက်တော့ message မှာလဲအခုလိုမျိုး auto reply နေထားမယ်ဆိုရင်သူများထပ်ပို့ပြီးတော့ဈေးရောကောင်းမယ်သူရောသူများထပ်ပို့ပြီးတော့ကျွန်တော် message ကြမှာအကြများမယ်ပေါ့နော်အဲအဲ့လိုမျိုးလေးထူကြတဲ့အဲ့လိုမျိုး ကျွန်တော်တို့ကောင်းမွန်တဲ့ result တခုကိုရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော် TBO မှာ TikTok Auto Reply ထည့်တဲ့နေပေါ့နော် TikTok မှာတော့ welcome message ထည့်လို့ရတယ်နောက်တစ်ခုကဗာထည့်လို့ရလဲဆိုတော့ keyword reply ပေါ့နော်သူကတော့ Facebook မှာဆိုရင် Facebook page မှာဆိုရင်တော့ frequency of question question and answer ပေါ့နော်အမေးနဲ့အဖြေတွေ့ရထည့်တယ်လို့မျိုး TikTok မှာလည်းထည့်လို့ရပါတယ်ဆိုတော့ကျွန်တော်နဲ့တူဒီ video မှာ like ပြီးတော့ TikTok message ထည့်ကြည့်ပါအရင်ဆုံးကိုယ့်ရဲ့ TikTok account က business account ဖြစ်ဖို့လိုအပ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာ OK ပြီးသွားပြီဆိုရင် account လေးကိုတစ်ချက်သွားပြီးပါနော်ဒါမျိုးလေးကျွန်တော်တို့ switch to personal account လို့ပြနေတယ်ဆိုရင်ခုလိုမျိုး switch to personal account လို့ပြနေတယ်ပြပြနေတာပြနေတဲ့ account မျိုးဆိုရင်ဒါက business account ဖြစ်ပါတယ်ပြောရရင်တော့တော်တော်များများသိကြတယ် pro account လို့လည်းခေါ်ကြတယ်ပေါ့နော်ဆိုတော့ခုလိုမျိုး switch to personal account ဒါမျိုးပြနေမှသာလျှင်ကျွန်တော်တို့က messenger မှာ auto reply ပေါ့နော် TikTok မှာ messenger auto Facebook မှာ auto reply ပြီးဒီမှာ auto reply ထားသလိုမျိုး TikTok မှာလည်း auto reply ထားလို့ရမှာဖြစ်ပါတယ်ဒီနေရာမှာ switch to business account လို့ဖြစ်နေတယ်ဆိုရင်အဲ့ဒီ auto reply ထည့်လို့ရတဲ့ option ကလုံးလို့ရမှာမဟုတ်ပါဘူးဆိုတော့ကျွန်တော်တို့အနေနဲ့ TikTok account ကို auto reply ထားပြီးတော့သုံးကျင်တယ်ဆိုရင်ဒီနေရာမှာ ီနေရာနေပြီးတော့ဗောနော business personal account ဖြစ်နေရယ်ဆိုရင် business account ကိုပြောင်းဖို့လိုအပ်ပါတယ်ဒါကကျွန်တော်က personal account မဟုတ်ဘဲနဲ့ business account ဖြစ်နေတဲ့အတွက်ပြောင်းစရာမလိုတော့ဘူးဗောနော်အဲအဲ့ဒီတစ်ချက်ကရေးကြည့်ပါတယ်အဲ့ဒီတစ်ချက် business account မဟုတ်ဘဲနဲ့ personal account ဖြစ်နေတယ်ဆိုရင်လူချင်းမင်းတို့ရဲ့ဒီ TikTok auto reply လုပ်တဲ့ပုံစံကဘယ်လိုမှလုပ်လို့ရမှာမဟုတ်ပါဘူးအဲ့ဒီ option ရမှာမဟုတ်ပါဘူးဆိုတော့ business account ပြောင်းထားပေးပါပြီးတော့ပြီဆိုရင်ကျွန်တော်တို့ business account မှာဘယ်လိုမျိုး auto reply ထည့်ရမလဲဆိုတဲ့အကြောင်းအရာလေးကိုပြောပြမှာဖြစ်ပါတယ်။အဲအဲ့လိုမျိုး business account တည်ကြသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာဘယ်ထဲဝင်ရမလဲဆိုရင် business suite ဆိုတဲ့တဲကို business suite ဆိုတဲ့တဲကိုဝင်ရမှာဖြစ်ပါတယ်။ပြီးသွားပြီဆိုရင် message center ဆိုတဲ့တဲကိုသွားရမှာဖြစ်ပါတယ်။နောက်ပိုင်းကျရင်ဒီ business ဆိုတဲ့မှာရှိတဲ့ option တွေအကုန်လုံးကိုဗီဒီယိုတစ်ပုဒ်အနေနဲ့ကျွန်တော်လုတ်ပေးလို့ရရင်လုတ်ပေးပါမယ်။ promote ကတော့တော်တော်များများသိမှာပါ။ဒါကျွန်တော် promote လုပ်တဲ့ အဲ option ထဲမှာ campaign တွေအများကြီးကျွန်တော် run ပေးခဲ့ပြီးဖြစ်ပါတယ်ဆိုတော့ကျန်တဲ့ option တွေကိုတော့ကျွန်တော်အလင်းသိရင်သိတဲ့လိုမျိုးဖတ်ပြီးတော့ဗောနော lesson သင်ခန်းစာတွေထပ်ပြီးတော့တင်ပေးသွားမှာဖြစ်ပါတယ်ဒီတစ်ခါတော့ message auto reply လုပ်တဲ့ပိုင်းကိုသွားမှာဖြစ်တဲ့အတွက် message center ရဲ့ကိုသွားမှာ message center ရဲ့ကိုဝင်ရမှာဖြစ်ပါတယ်ဒီ external message link ဆိုတာကအဲကျွန်တော်တို့ရဲ့ TikTok account ကိုတိုက်ရိုက် ရောက်စေမဲ့ link ဖြစ်ပါတယ်ဒီအားလေးကိုနှိပ်လိုက်တာနဲ့ Facebook မှာဆိုရင်တော့ user name လို့ပုံစံမျိုးပေါ့နော် TikTok မှာလည်း TikTok ရဲ့ user name အဲ user name ကိုနှိပ်လိုက်တာနဲ့ message ကိုတမ်းပြီးရောက်နေတယ်လို့မျိုးပဲဒီ link TikTok user name ကိုအပို့မှာဖြစ်ဖြစ် message အပေးဒီဒီ TikTok account ရဲ့ video ကိုပို့မှာပေါ့နော်ဒီ link ခုလိုမျိုး message ရဲ့ user name လို့ပုံစံမျိုးဒီ message link တွေကိုထည့်ပြီးတော့ရေးထားမယ်ဆိုရင်အ follower တွေကနေပြီးမှအဲ TikTok ရဲ့ message ကိုတိုက်ရိုက်သွားခြင်းလေဆိုရင်ဒီလင်းလေးနှိပ်လိုက်တာနဲ့ TikTok message ကိုတန်းရောက်လာမှာဖြစ်ပါတယ် အဲအဲ့လိုမျိုးတမ်းပြီးရောက်စေခြင်းနဲ့ဆိုရင်ဒီ link ကို copy ခုလိုမျိုး link copy နှိပ်ပြီးတော့ဟိုတင်တဲ့အခါမှာအသုံးပြုလို့ရပါတယ်ဒါကအလုံးဝကောင်းမွန်တဲ့အချက်ပေါ့နော်ဒီ business suit မှာ business business account တွေမှာလုံးဝအင်းကောင်းတဲ့အချက်လိုပဲပြောလို့ရတယ်ပေါ့နော် Facebook တွေမှာဆိုရင် user name user name ကိုကျွန်တော်ထည့်ပို့ထဲမှာထည့်လိုက်မယ်ဆိုရင်အဲ့ user name နှိပ်လိုက်တာနဲ့ကို account messenger မှာတိုက်ရိုက်ရောက်တဲ့လိုမျိုးပဲတက်တော့မှာလဲတိုက်ရိုက်ရောက်ရှင်လဲဆိုရင်ဒီ link လေးထည့်ပြီးတော့ပို့တင်လို့ရပါတယ် အဲ့ဒါကအသုံးပြုနေပါကျွန်တော်တစ်ခါလေးပြောလိုက်ရအောင်ပေါ့နော်နောက်တစ်ခုကဒီ automatic message ဆိုတဲ့ကောင်းစီအောင်မှာကျွန်တော်တို့အသုံးပြုရမှာဖြစ်တယ် chat prompt ဆိုတာကကျတော့အဲ AI tool တွေပေါ့နော် chat GPT တို့ AI tool တွေကိုအသုံးပြုပြီးတော့အဲကျွန်တော်တို့ secret တွေ secret တွေပေါ့နော် secret တွေကိုနဲ့ idea တွေကိုကြိုပြီးတော့ရေးထားခြင်းတဲ့အခါမှာအသုံးပြုတယ်ပေါ့နော်အဲ့ဒီအပိုင်းကိုတော့တော်တော်များများကတော့အခုခေတ်မှာတော့အခုအခုကာလမှာတော့တော်တော်များများသိမ့်မသိကြဘူးဒါပေမဲ့ အတုံးလဲနေတယ်ပေါ့နော်ဆိုလိုချင်တာကကျွန်တော်ဒီမှာ add new ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးတော့ကိုကြိုက်တဲ့ secret တွေ content idea တွေကိုတစ်ခါတည်းဒီမှာရေးထားလို့ရတယ်တစ်ခါတည်း comment auto reply နေရာစာဒီမှာရေးထားပြီးတော့အသုံးပြုကြရတယ်ပေါ့နော်အဲ့ဒါတွေကိုလူတွေမြင်အောင် follower တွေမြင်အောင်ထားထားတဲ့ပုံစံမျိုးဖြစ်ပါတယ်ဆိုတော့အဲ chat prompt ကတော့အသုံးနေတယ်ပေါ့နော်အဓိကအသုံးများတဲ့အကြောင်းအရာကိုကျွန်တော်ပြမယ်အ welcome message ပေါ့နော် TikTok မှာဆိုရင် TikTok မှာလည်း Facebook မှာလည်း welcome message ပါ ဒီအောက်က kiwa rebrand ဆိုတာက auto rebrand ပေါ့နော် auto rebrand ကျွန်တော်တို့ Facebook မှာဆိုရင်အဲ message မှာ message ကျွန်တော်တို့ပေး message မှာမိကုန်လေးတွေမေးထားရဲအဲ့ဒီမိကုန်လေးတွေနှိပ်လိုက်တာ ਨੇ အဖြေတန်းပြီးတော့ကြလာတဲ့လိုမျိုးပဲ TikTok မှာလည်းအဲ့လိုမျိုးမိကုန်ရဲ့အဖြေရဲ့ထည့်ခြင်းတဲ့အခါကျရင် kiwa rebrand ကနေထည့်ရမှာဖြစ်ပါတယ် welcome message drawer ကတော့ကျွန်တော်တို့ auto rebrand ရဲ့နည်းနည်း custom custom ဆိုရင်ပေါ့နော် instant rebrand လို့လည်းပြောလို့ရတယ်အဲ ကျွန်တော်တို့ဒီ Facebook page တွေမှာထည့်ထားသလိုမျိုးပဲဒီနှစ်ခုကအလုပ်လုပ်ပါတယ်ဆိုတော့ဒါကကျွန်တော်တခါလေးတွဲပြီးတော့မှတ်မိလွယ်အောင်ပြောတာပေါ့နော်အာဒီ page ကိုလူတိုင်းကသုံးနေကြတယ် page auto reply ဆိုရင်တော်တော်များများသိကြသလိုပဲ TikTok ခုလိုမျိုး auto reply တွေ keyword reply တွေကိုသိကြခြင်းတို့ကျွန်တော်တွဲပြီးတော့ပြောပြတာဖြစ်ပါတယ်ဆိုတော့ welcome message တွေကိုကျွန်တော်တစ်ချက်ဝင်လိုက်မယ်ဝင်ပြီးသွားပြီဆိုရင်ဒီမှာတော့နမူနာထည့်ပြရဲပေါ့နော်နမူနာထည့်ပြရဲ တချက်ဖွင့်ဖို့လိုအပ်တယ်။ flow လေးကိုတချက်ဖွင့်လိုက်ဖွင့်ပြီးသွားပြီဆိုရင်ဒီနေရာမှာသူကတော့အင်္ဂလိပ်လိုထည့်ပေးတာ။ ID ကိုတချက်နဲ့နှိပ်ပြီးသွားရင်ကိုထည့်ချင်တဲ့အကြောင်းအရာကိုဒီမှာရိုက်ထည့်ပေါ့နော်။ကျွန်တော်က TikTok knowledge sharing နဲ့ပတ်သက်ပြီး TikTok marketing တင်တဲ့ဖွင့်ထားတာဖြစ်တဲ့အတွက်အဲကျွန်တော်နမူနာလေးထည့်ပြမယ်ပေါ့နော်။ကျွန်တော်တင်တဲ့နဲ့ပတ်သက်တဲ့နမူနာလေးကြီးထည့်ပြလိုက်မယ်။ Okay နမူနာလေးဒီမှာဒီလိုမျိုးလေးကျွန်တော် TikTok marketing နဲ့ပတ်သက်ပြီးတော့သိလို့ရမှာသိလို့ရများ မေးမေးမြန်းစုံစမ်းနိုင်ပါတယ်တင်တဲ့အကြောင်းစိတ်ဝင်စားပါသလားစသဖြင့်ပေါ့နော် welcome message ပုံစံမျိုးမှာဒါမျိုးလေးထည့်ထားလိုက်မယ်ထည့်ပြီးသွားပြီဆို submit နေပေါ့နော်လူချင်းမင်းတို့က fashion ဆိုင်ဆိုရင်အာဒီကျွန်တော်တို့ရဲ့ဆိုင်မှာ fashion နောက်ဆုံးမော် fashion design တွေအသေးစိတ်ဟိုဇုံဒီသိကြတာဝင်နိုင်ပါပြီဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးကိုအဓိကပေါ်ပြချင်တဲ့အကြောင်းအရာကိုဒီမှာထည့်ပါဒါက message ကိုဝင်လိုက်တာနဲ့ welcome message အနေနဲ့ပြပေးမှာဖြစ်ပါတယ် ဆိုတော့အကောင်လုံးထည့်ပေးသွားပြီဆိုရင်ကျွန်တော်စာမျက်နှာရမှာဖြစ်ပါတယ်ဒီလိုမျိုးအလုံးကြီးဒီမှာဆိုရင်250အထိအသုံးပြုလို့ရတယ်ဗောနော်250 250အထိကျွန်တော်ဒီကွက်ထဲမှာထည့်လို့ရပါတယ်250ထက်ကျော်သွားရင်တော့မရဘူးဗောနော်အလုံးကြီး250ထည့်လို့ရပါတယ်ကျွန်တော်ကတော့320ပဲအသုံးပြုထားတယ်ပြီးသွားပြီဆိုရင် စာမျက်တစ်ချက်နှိပ်ပြီးလိုက်ပါစာမျက်တစ်ချက်ထပ်နှိပ်ပြီးလိုက်ပါဒါဆိုရင်တော့ welcome message အနေနဲ့ကျွန်တော်ထည့်လို့ရသွားပြီဖြစ်ပါတယ် တက်တော့မှာဆိုရင်အဲ Facebook မှာဆိုရင် auto reply ပုံစံမျိုး Insta reply ပုံစံမျိုးဟို welcome message ပုံစံမျိုးလဲ Facebook မှာပါတယ်เนาะအဲ့လိုအဲ့လိုပုံစံမျိုးပါပဲဒီမှာ welcome message ထည့်လို့ရပါတယ်ဆိုတော့နောက်တစ်ခုအနေနဲ့ keyword reply ပေါ့เนาะ keyword reply ကတော့ Facebook မှာ question and answer ပေါ့နော် question and answer frequently asked question လို့ခေါ်တယ်အဲ Facebook page မှာ frequently asked question မေးခွန်းနဲ့အဖြေတွဲရထည့်တယ်လို့မျိုးပဲ TikTok မှာလည်း keyword reply မှာမေးခွန်းနဲ့အဖြေတွဲရထည့်လို့ရပါတယ်ဆိုတော့နမူနာကျွန်တော်လုပ်ပြပေးမယ်ဒီမှာဆိုရင် cloud လေးအရင်ဖွင့်မယ်ဖွင့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့မေးခွန်းတစ်ခုရင်းသီးတိုင်းမှာ create create new ဆိုတာလေးနှိပ်ပြီးတော့မေးခွန်းနဲ့အဖြေနဲ့တွဲရထည့်လို့ရပါတယ်เนาะအဲဆိုတော့

ျွန်တော်ကြာမှာဆိုလို့ copy ကူထားတာလေးကျွန်တော်ထည့်လိုက်မယ်။ Okay လူချင်းမင်းတို့ကဒီနေရာမှာကိုစိတ်ကြိုက်ကိုဘာကိုထည့်လို့ရတယ်ပေါ့နော်။ကျွန်တော်ကတင်တန်းဖွင့်ထားတာဖြစ်တဲ့အတွက်တင်တန်းကြောင်းစုံတန်းညင်ပါတယ်ဆိုတော့မေကုန်းထည့်မယ်ပြီးတော့ပြီဆိုရင်အဲ့မေကုန်းနဲ့လိုက်ညီတယ်သူတို့တင်တန်းကြောင်းစုံတန်းညင်ပါတယ်နှိပ်လိုက်တာနဲ့အော်တိုတန်းပြီးတော့ဖြည့်ပေးမယ်အခုလိုမျိုးဒီ message ပေါက်လေးပေါ့နော်ကျွန်တော်ကိုယ်တိုင်ပြန်ဖြည့်ပေးသိခြင်းနဲ့အော်တို reply ကြသိခြင်းနဲ့မေးလိုက်တာနဲ့အဲ့တင်တန်းကြောင်းစုံတန်းညင်ပါတယ်ဆိုတော့ အမေးစကလုံးကိုနှိပ်လိုက်တာနဲ့ဒါကိုကျွန်တော်တန်းပြီးကြားသိချင်တာဖြစ်တဲ့အတွက်ဒါမျိုးလေးထည့်လိုက်မယ်ပေါ့နော်လူချင်းမျိုးရဲ့လုံလုပ်ငန်းမှာလည်းဥမာကိုကဆန်လေးစာတည်ကျင်ပါတယ်ဆန်လေးစာကိုဟိုပါပြောဆန်လေးစာတည်ကျင်ပါတယ်ဆိုရင်လည်းအောက်ကဆန်လေးစာလေးဒီမှာအဖြေမှာထည့်ပေါ့နော်မိကောမှာဆန်လေးစာတည်ကျင်ပါတယ်အောက်ကအဖြေမှာဆန်လေးစာထည့်ပေါ့နော်နောက်တစ်ခုက အဲကျွန်တော်တို့ဒီ Facebook page တွေမှာထားသလိုမျိုးအင်ရောင်းငွေချေရလာဆိုရင်အင်ရောင်းငွေချေရပါတယ်ဘယ်မျိုးနယ်တွေမှာတော့ကားရောက်ဘယ်လိုပြောမလဲကားတင်ပေးတာစသဖြင့်ပေါ့နော်အဲကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့မေးခွန်းအဖြေတွေပြေးမှာထားသလိုမျိုးဒီမှာလည်းထားလို့ရပါတယ်ဒါက Itto Auto Reply ထည့်နေပဲဖြစ်ပါတယ် Okay ဒီမှာဆိုရင်တခုတခုပြီးသွားပြီဆိုရင် Submit နှိပ်လိုက် Submit ထပ်နှိပ်လိုက်ဒါဆိုရင်မေးခွန်းတခုမေးခွန်းတခုအဖြေတခုထည့်ပြီးသွားပြီပေါ့နော်အဲ့လိုမျိုး ်မိကွန်းမိကွန်းနဲ့အဖြေတွဲရဲ့ဘယ်နှမျိုးဘယ်နှခါထည့်လို့ရလဲဘယ်နှခုထည့်လို့ရလဲဆို၄ခုထိထည့်လို့ရပါတယ် Facebook ပြမှာတော့၅ခုထိထည့်လို့ရတယ်ဒါပေမဲ့ပေါ်တာက၄ခုထိပဲပေါ်တာဖြစ်ပါတယ်ဒီမှာ၄ခုထိထည့်လို့ရတယ်ကျွန်တော်တို့၂ခုလောက်ပဲထည့်ပြပေးမယ်ပြီးတော့ပြီဆိုရင်ပြီးတော့နောက်နောက်မိခင်တို့ခုအနေနဲ့ကျွန်တော်တင်တန်းတင်တန်းဖုန်းတည်ကြပါတယ်ဗောတင်တန်းတင်တန်းကြောင်းဖုန်းတည်ကြပါတယ်စသဖြင့်ဗောနော်တင်တန်းဖုန်း ိကြပါရဲ့တင်တဲ့ဖုန်းနံပါတ်ပေါ့နော်တင်တဲ့ဖုန်းနံပါတ်သိကြပါရဲ့ဆိုရင်ကျွန်တော်နမူနာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ကနေပြီးတော့တင်တဲ့နဲ့ပတ်သက်ပြီးတော့အကြောင်းအရာတွေသိကျင်နေဆိုရင်ဖုန်းနံပါတ်ဘလောက်ဘလောက်မှာဆက်တင်နိုင်ပါတယ်ဒါမှမဟုတ်ရင် TikTok ရဲ့ message မှာလည်းတိုက်ရိုက်မေးမြန်းလို့ရပါတယ်ဆက်သဖြင့်ဒါမျိုးလေးပေးလိုက်လို့ရတယ်ပြီးတော့ပြီဆိုရင် submit နှိပ်လိုက်ပါနော်ပြီးရင် submit ထပ်နှိပ်ဒါဆိုရင်တော့ကျွန်တော်တို့ question and answer ပုံစံမျိုးနဲ့ပေါ့နော်ကျွန်တော်ထည့်ပြပေးခဲ့တာနှစ်ခုဖြစ်ပါပြီဒီမှာပထမဆုံးသင်တန်းအကြောင်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိလိုပါကဆိုတာကဒုတိယမြောက်ထည့်ရဖြစ်ပါတယ်ပထမတစ်ခုကဒါပေါ့နော်မိကုံးကသင်တန်းအကြောင်းသုံးသပ်ကြပါတယ်သင်တန်းဖုံးသိကြပါတယ်အဖြေကမင်္ဂလာပါဒီမှာစတဲ့ပြင်ပေါ့နော်ကျွန်တော်ဖြေပေးထားတယ်ခုလိုမျိုးအမေးနဲ့အဖြေနဲ့တွဲရက်ပြီးတော့ auto reply ပုံစံမျိုး question and answer frequency အ question ပုံစံမျိုးထည့်ခြင်းလေဆိုရင်ဒီနေရာမှာလာထည့်ပြီးတော့ ျွန်တော်တို့အနေနဲ့အသုံးပြုလို့ရပါတယ်ဒါကလည်းအတော်တော်လေးကိုကောင်းမွန်တဲ့ business account ရဲ့အသာချက်တွေပေါ့နော်အဲ business account မဟုတ်ဘဲနဲ့ကျွန်တော် personal account ရိုးရိုး account တွေဆိုရင်တော့ဒီလိုမျိုးအဲဒီလိုမျိုးရမှာမဟုတ်ပါဘူး auto reply ထည့်တာမျိုး personal account မှာလုံးဝလုံးလို့မရပါဘူးဒါတွေက business account မှာပဲလုံးလို့ရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အခုပြပေးခဲ့တာတွေက welcome message ထည့်တဲ့ပိုင်းတွေအဲ keyword reply auto reply ထည့်တဲ့ပိုင်းတွေကိုတေချာလေးကြာကြာနာနာ ေးခဲ့တာဖြစ်ပါတယ်ပြောပြပေးခဲ့တာဖြစ်ပါတယ်ဒါမျိုးတွေထည့်ထားခြင်းအပြင်ကိုရဲ့ပို့အောက်မှာအဲဒီ follower တွေစိတ်ဝင်စားတယ်အထားပါတော့ကိုကပစ္စည်းရောင်းတယ် fashion တွေပါရောင်းတယ်ဆိုရင် message မှာဝင်လိုက်တာနဲ့ခုနကကျွန်တော်တို့ထည့်လိုက်တဲ့ welcome message တွေမြင်ရမယ် auto keyword reply မှာထည့်ထားတယ်အခုလိုမျိုးအမေးလေးတွေတင်တဲ့ဖုန်းနံပါတ်သိကြပါတယ်တင်တဲ့အကြောင်းဖုန်းကမ်းကြပါတယ်ဒါမျိုးလေးတွေ ျွန်တော်ရဲ့တိတော့ message မှာတခါတည်းမြင်နေရမှာဖြစ်ပါတယ်သူတို့မြင်နေရလို့စိတ်ဝင်စားလို့နှိပ်လိုက်ပြီးဆိုတာနဲ့ဒီဘက်ကနေပြီးမှတခါတည်းအဖြေချက်ချင်းအမ်ပို့ပေးတယ် auto reply လုံနည်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်အခုပြောပြပေးတဲ့အကြောင်းအရာလေးကိုနားလည်မယ်လို့ထင်ပါတယ်တကယ်လို့နားမလည်ခဲ့တာမျိုးရှိရဆိုရင်သာမေးစာပြေ Telegram group မှာအသေးစိတ်လာမေးလို့ရပါတယ်ဒါက TikTok business account မှာ auto reply wake up message အဲကီဝါရပရိုင်းထဲနေပဲဖြစ်ပါတယ်အလုံးမဲ့စင်မိကြပါသေးအဲနှလုံးစင်မိုင်းအေးချမ်းကြပါသေးအလုံးမဲ့နောက်တင်ကတည်းကမှဆက်လက်ဆောင်ပေးပါမယ်ခင်ဗျာ